မင်္ဂလာပါရှင် ကစ်တီလီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖာကန်တို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကိုတရားညီနောင်တွင်ပိတ်ဆို့တိုက်ခိုက်မှုစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုများပြားပြီးလက်နက်ခဲယမ်းများတင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖာကန်မြို့နယ်တို့ခြိတက်လာသောစစ်တပ်စစ်ကြောင်းကိုတရားညီနောင်တွင်ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာစစ်သားအများပြားထိခိုက်ဒေဆုံးမှုရှိပြီးလက်နက်ခဲယမ်းများလည်းတင်စီရရှိခဲ့ကြောင်း KIA စီရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ်။ ။ယနေ့မေလ22ရက်နေ့ဖားကံမြို့သို့စစ်ကြောင်းနှစ်ကြောင်းဖြင့်ခြိတက်လာသော စစ်ကောင်စီစစ်ကြောင်းသည်လဝါကမိုင်းနံရဖားကံလမ်းပိုင်းရှိတရာညီနောင်သို့ရောက်ရှိနေပြီး KIA KPDF တပ်ဖွဲ့ဝင်များကပူးပေါင်းတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများအများပြားတေဆုံးပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။အခုလောလောဆယ်နံရကိုကျော်လာပြီးတော့တရာညီနောင်သားတဝိုက်မှတိုက်ပွဲအကြီးကျယ်ဖြစ်နေတာဒီနေ့လည်းမနက်ပိုင်းမှာ Jet Fighter နှစ်စီးနဲ့လာပစ်သွားတယ်။မနေ့တုန်းကရောတနေ့တုန်းကပါနေ့တိုင်း Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်။ အဲ့ဒီမှာစစ်ကောင်စီဘက်ကထိခိုက်တာတွေတိုက်ဆုံးတာတွေအများကြီးရှိတယ်နောက်ပြီးတော့သူတို့စီကလက်နက်သိမ်းစီရရှိတာတွေအများကြီးရှိတယ်တိုက်ပွဲကတော့နေတိုင်းပြင်ထန်နေတယ်လောလောဆယ်တော့တရားညီနာကိုနည်းနည်းကြော်လာပြီထိခိုက်ကြဆုံးတာရှိပေမဲ့စစ်ကောင်စီတွေကအသေးခံပြီးတက်လာတာဟု KIA စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ် KIA KVDF ပူးပေါင်းတပ်ဖွဲ့ဝင်များကထိန်းချုပ်ထားသည့်လဝါကာမိုင်းနယ်ယာဖာကတ်လမ်းပိုင်းနှင့်အင်းတော်ကြီးဖာကတ်လမ်းပိုင်းတို့ကို ြန်လည်ထိန်းချုပ်ရေးအတွက်အကြံဖက်စစ်ကောင်စီတပ်ကစစ်သားပြည်သူစစ်ပူပေါင်းကအင်အား600ကျော်ဖြင့်တင်ကားနစီတို့ဖြင့်ဖားကန်းတို့ချီတက်နေခြင်းဖြစ်ပြီး28ရက်ကြာမြင့်ပြီဖြစ်တော်လဲဖားကန်းမြို့သို့ရောက်ရှိခြင်းမရှိသေးပဲလောဝါကမိုင်း နေရဖားကန်လမ်းပိုင်းရှိတရာညီနောင်တွင် KIA KBDF တပ်ဖွဲ့ဝင်များကဖိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ကြောင်းရဲတိုက်ပွဲအတွင်ဖားကန်မြို့အခြေစိုက်တပ်မကုံမှလက်နက်ကြီး၃လုံးဖြင့်ပစ်ကူပေးခဲ့ကြောင်းသိရပါတယ်။မင်းညာကလည်းဖားကန်တပ်မကုံကနေတိုက်ပွဲဖြစ်တဲ့ဖားကန်လမ်းဘက်ကိုလက်နက်ကြီးနဲ့၃ချက်ပစ်ကူပေးတယ်။ဖားကန်မှာတော့အခြေအနေနည်းနည်းငြိမ်သက်နေသေးတယ်။ဖားကန်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတပ်စခန်းအပြင်တောင်တိတ်မထွက်ရတော့ဘူး။ဖားကန်တပ်မကုံဖားကန်ရဲစခန်းကန်စီဘူဟာကုံ မဆွက်ရန်ထန်ရန်ချက်စခန်းအဲ့ဒီနေရာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြစ်မထွက်ရဲတော့ဘူး။ဖကံမာက KIA KPDF တပ်ဖွဲ့ဝင်တွေကနေမျိုးစုံမုံတိတ်ထုတ်ထားတဲ့ဟု KIA စီရီတရင်ကြီးမြက်ကပြောဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကကြောက်စိမ့်အ धिक ထွက်ရှိရာဖကံမြို့သို့အ धिक ဦးတည်၍အင်အား600ကျော်ဖြင့်စစ်တောင်းထိုးလာနေခြင်းဖြစ်ကြောင်းသိရပါတယ်။ဆလပီငန်းစော်မျိုးနဲ့မြို့သားရဲစခန်းကိုဒရုန်းဖြင့်ပုံကျဲမှုစစ်သား၅ဦးတေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန္တလေးတိုင်းငန်းစုံမြို့နယ်မြို့သားရဲစခန်းကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်သား9ဦးသေဆုံးခဲ့ကြောင်းကြောက်စဲခရိုင်အမှတ်1844ဒရုန်းတပ်ရင်မှတပ်ရင်မှုဆရာလေးကတရင်ဌာနသို့ပြောကြားပါရယ် မေလ19ရက်နေ့ည9နာရီခန့်အချိန်ငန်းစောမျိုးနဲ့မြို့သားရဲစခန်းတွင် စစ်ကောင်စီတပ်သားအင်အား80ခန့်ထတ်တိုးမြင့်ထားသဖြင့်355 kg drone ဘုံနှလုံး5 kg drone ဘုံတစ်လုံးဖြင့်စုစုပေါင်း2ကြိမ်ခြေချတိုက်ခိုက်ခဲ့ရာခင်ပုတ်ဝစ်နေသောစစ်ကောင်စီတပ်သားအုပ်စုအတွင်ခြေရောက်ပေါက်ကွဲခဲ့ပြီးစစ်သား5ဦးသေဆုံးက4ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။နထိုးဘက်မှတိုက်ပွဲဖြစ်နေတာကိုစစ်ကူသွားဖို့အဲ့ဒီဘက်အတွက်ကျွန်တော်တို့အဖွဲ့တွေကဖြတ်တောက်ရေးတာဝန်ယူထားရတာဖြစ်တဲ့အတွက် drone နဲ့တိုက်ခိုက်ခဲ့တာ drone နဲ့တိုက်ခိုက်ရေးလုပ်တာကတော့နှစ်ကြိမ်လုပ်တာပထမတစ်ကြိမ်က 3.5kg နှလုံးတစ်ကြိမ်ရဲ့ဒုတိယတစ်ကြိမ်က 5kg ပုံသီးနဲ့တစ်ကြိမ်တတင်းရထားတာကစက္ခါရီဘန်ကာနဲ့အဆောက်အုံတွေတည်းရှိတာလို့တတင်းရထားတာဘန်ကာမှာကလက်နက်ကြီးစက်ကလေးလေးထိုင်ထားတယ်တတင်းရတော့ဘန်ကာကိုအရင်ဖြုတ်မဲ့ဆိုပြီးဘန်ကာပေါ်အရင်ချတာဒါပေမဲ့ညကင်းမှာကလေးတိုင်နှုံးကတအားပြင်းတော့ပထမအကြိမ်ချလိုက်တဲ့အချိန်မှာဘန်ကာရဲ့အနောက်ဘက်ကိုယွန်းပြီးတော့ဘုံကကျသွားတာ ဖြစ်ကျင်တော့ဘန်ကာထဲမှာကစခကနှစ်ကောင်လောက်ပဲရှိတာဘန်ကာနဲ့ကလေးရဲ့ခြံစည်းကိုတိရှောက်မှာကစခ10ကောင်လောက်ကကင်းပုတ်ဝင်နေတာအဲ့ဒီကင်းပုတ်အုပ်ထဲကိုသွားကြတာဒုတိယတလုံးကတော့စခတွေနေထိုင်တဲ့နေရာကိုခြာနိုင်ခဲ့တယ်နောက်ဆုံးရတရင်ကတော့9ကောင်တည်တယ်4ကောင်အပြင်းထန်တရားရတယ်ဟုကြောက်စဲခရိုင်အမှတ်1844ဒရုန်းတရင်မှာတရင်မှုဆရာလေးကတရင်ဌာနသို့ပြောကြားပါတယ် တည်ဆုံသောသောစစ်ကောင်စီတပ်သားများကိုတင်ကြိုင်ကုန်သို့သွားရောက်မမြုံနိုင်ရတဲ့ဖြင့်ရဲစခန်းအတွင်မြေကျင်းတူကတကြိုးလိုက်ကြောင်းတရားရရှိသူများကိုလည်းစခန်းအတွင်စေကူတနေပြီးယနေ့မေလ20ရက်နေ့နံနက်ပိုင်းတွင်မြို့သားရဲစခန်းအတွင်သို့စစ်ကားသုံးစီးဖြင့်အင်အားထပ်ပြီးခဲ့ကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုကိုကြောက်စဲခရိုင်အမှတ်1844ဒရုန်းတပ်ရင်းမြင်းချံခရိုင်အမှတ်6တပ်ရင်းနှင့်ငန်းစုံမြို့နယ်ပကဖားတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ဆက်လက်ပြီးလိုင်းသားရရွှေပြည်သားတကုံမျိုးတစ်မျိုးနယ်များတွင်လန်ခင်ပေးမီဘေးတွက်ဆိုင်ကယ်ကယ်ဒီလိုင်စင်ထုတ်ပေးမီပေါ်တာအစွဲမခံရရန်အာမခံတီဟုဆိုကစက်ဖို့ပါတီဝင်ကြရန်ထွေအုံများကအစည်းဝေးခေါ်ဖိအားပေးချိန်ကြောက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းလိုင်းသာယာတမျိုးနယ်လုံးတွင်လမ်းခင်းပေးမည်ဘေးတွဲဆိုင်ကယ်လိုင်စင်ရရှိအောင်ဆောင်ရွက်ပေးမည်ဟုဆိုကာကြံ့ဖို့ပါတီဝင်ကြရန်ရက်ွက်အုပ်ချုပ်ရေးမှူးများကအစည်းအဝေးခေါ် PRP ချိန်ချလာကြောင်းချိန်ချခံရသည့်ပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ်မေလ19ရက်နေ့လိုင်းသာယာအနောက်ပိုင်းမြို့နယ်အမှတ်18ရက်ွက်အုပ်ချုပ်ရေးမှူးဦးမောင်ကရက်ွက်နေပြည်သူများကိုအရေးပေါ်အစည်းအဝေးဟုဆိုကာအိမ်တိုင်းတက်ရောက်ရန်ဆင့်ခေါ်လာကြောင်းထို့ကြောင့်ရက်ွက်အတွင်မှတအိမ်အောင်စုလျင်တအူး ရက်ွက်ရုံသို့သွားရောက်ခဲ့ကြရာရက်ွက်ရီမှုဦးမောင်ကပြည်သူများအနေဖြင့်စက်ခိုင်ရေးပါတီသို့ဝင်ရောက်ရမည်ဟုဖိအားပေးလာကြောင်းသိရပါတယ်။ထို့ပြင်နိုင်ငံတော်တည်ငြိမ်ရေးနှင့်ပြည်သူလူထု၏ဘဝကိုအေးချမ်းအောင်လုပ်ပေးနိုင်သူများမှစက်ခိုင်ရေးပါတီသားဖြစ်ကြောင်းစက်ခိုင်ရေးပါတီဝင်သို့ဝင်ရောက်လျင်လက်ရှိအမှတ်၈ရက်ွက်အတွင်ရှိသခင်ဖိုးလာကြီးနှင့်လမ်းအပါအဝင်လမ်းများကိုကွန်ကရစ်လမ်းကြီးအဖြစ်ခင်းပေးမည်ဖြစ်ကြောင်း ပါတီအာဏာရရှိပါကလည်းတရက်ကွက်လုံးကိုစီပင်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးမိဖြစ်ကြောင်းကျန်းဖို့ပါတီမဝလျင်စစ်မှုထမ်းရန်ဖန်ဆီးခံရခြင်းအစည်းအဝေးစိတ်ခံရခြင်းအပါအဝင်ဒုက္ခများကြုံရလိမ့်မည်ဟုအုပ်ချုပ်ရေးမှူးဦးမောင်ကချိန်ချောက်လာကြောင်းသိရပါတယ်။ လိုင်းသားရအနောက်ပိုင်းမြို့နယ်ရွှေရင်အေးဖျားလမ်းမှတ်တိုင်းအနီး18ရက်ကသခင်ဖိုးလာကြီးနှစ်လန်းကအရင် NLD အစိုးရလက်ထက်ကတည်းကလမ်းခင်းဖို့စာကြပြီးသားပါအခုအာနာသိမ့်ပြီး၄နှစ်ပြည့်ပြီးမှသူတို့လမ်းခင်းပေးမယ်စံခါရေးပါတီကိုတရုတ်ကလုံးဝင်ရမယ်ဆိုပြီးရက်ကွက်ယုံမှအစည်းအဝေးခေါ်ပြောတယ်တခါတည်းဖောင်တွေလည်းထုတ်ပေးလိုက်တယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်ထို့ပြင်လိုင်းသားရမြို့နယ်အတွင်းရှိဆိုင်ကယ်ကယ်ရီဘေးရဲမောင်းသူများအလုံးကိုလည်းမြို့နယ်ထွေအုံနှင့်ရက်ကွက်အုပ်ချုပ်ရေးမှုများကစံဖွဲ့ပါတီဝင်ရောက်ကြလျင်မြို့သူကမှမဖမ်းဆီးရန် အာမခံကြောင့်လိုင်စင်မရှိလျင်ကျန်းဖို့ပါတီဝင်ကပ်ပြပြ၍မောင်းနေနိုင်ကြောင်းကျန်းဖို့ပါတီအာဏာရရှိလာပါကဘေးရွယ်များအလုံးလိုင်စင်များချက်ချင်းထုတ်ပေးမည်ဟုစီးအောင်လာကြောင်းသိရှိရပါသည်။ ဗီရပ်ဆိုင်ကဂိမှုတွေကိုထွေအုပ်တွေကအစည်းအဝေးခေါ်တယ်အရေးတကြီးအစည်းအဝေးဆိုလို့သွားရတာဗာများလဲပေါ့အစည်းအဝေးရောက်တော့ကြက်ဖွဲ့ထဲဝင်ကြဖို့မဲဆွယ်စီယုံတာဖြစ်နေတယ်ကြက်ဖွဲ့ထဲဝင်ရင်ဗီရပ်တွေမဖမ်းအောင်သူတို့လုပ်ပေးနိုင်တယ်မဲရွေးပွဲပြီးသွားလို့သူတို့ပါတီအာဏာရရင်ဗီရပ်သမားတွေရဲ့ဘဝလုံခြုံရေးအတွက်ပါသူတို့တာဝန်ယူပါတယ်လို့ပြောသေးတယ်ပါတီထဲဝင်မယ်ဆိုရင် ဖောင်ဖြေးရမယ်ဓာတ်ပုံငါးပုံပေးရမယ်ကြက်ဖွဲ့အဖွဲ့ဝင်စမကတ်ထုတ်ပေးမယ်ဟုဗီရပ်ဆိုင်ကမောင်းနေသူတို့ကဆိုပါတယ်အလားတူရွှေပြည်သားတကုံမျိုးတစ်မျိုးနဲ့ညာတွေလည်းရင် ဲ့သို့ပင်ပြည်သူများအနေဖြင့်ချက်ဖို့ပါတီဝင်ထားပါကစစ်တပ်ရဲနှင့်မြည်သည့်အဖွဲ့အစည်းကမှအနိုင်မကျင့်နိုင်တော့ကြောင်းချက်ဖို့ပါတီဝင်ရင်းစစ်မှုတန်းအဖြစ်မှလည်းပေါ်တာဆွဲခံရမှုခင်းဝေးမည်ဟုဆိုကစီယုံဖီအားပေးချိန်ကြမှုများလှုံ့ဆော်လာကြောင်းဒေသခံပြည်သူများကပြောဆိုကြပါရယ်ကျမ၏တည်င်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။